ကြီးပြင်းလာတဲ့ background မတူညီမှုဟာအိမ်တောင်တစ်ခုပြုတ်တဲ့အခါမှာပြဿနာဖြစ်နိုင်တယ်။ဘာကြောင့်လဲဆိုတော့เนาะတချို့တွေကထင်တတ်ကြတယ်เนาะ background မတူဘူးမတူလို့ရှိရင်ညှိလို့ရတယ်ဆိုတော့တချို့ညှိလို့ရတဲ့ background တွေရှိရယ်ဒါပေမဲ့တချို့ကကြတော့ဒီ background ကြီးကအရင်กว่าခြားသွားတဲ့ခါကြတော့ပြန်ပြီးတော့ညှိလို့အဆင်မပြေတော့ဘူး နော်။ဘာဖြစ်လို့လဲဆိုတော့အိမ်အောင်ပြူတယ်ဆိုတဲ့အသက်အရွယ်ဟာကျွန်တော်တို့အနည်းဆုံးတော့20ကျော်တယ်ပေါ့။အဲ့တော့20များသောအဖြစ်ဒီနော်20ကျော်တွေအိမ်အောင်ပြူကြတယ်30ကျော်တွေ40ကျော်တွေအိမ်အောင်ပြူကြတယ်။အဲ့တော့အိမ်အောင်ပြူလိုက်တဲ့အချိန်မှာသူဟာသူ့ရဲ့မိသားစုသူ့ရဲ့ background နဲ့သူကနှစ်ပေါင်းများစွာနေခဲ့ပြီးပြီးတော့ဒီဟာနဲ့ဒီအရာတွေနဲ့ခောက်ရိုးကျိုးပြီးအသားကျနေပြီ။အဲ့ဒီအချိန်မှာ တော့ကိုနဲ့ဒီမတူညီတဲ့အရာကြီးကိုလာပြီးတော့ပေါင်းစည်းရတဲ့အခါမှာသူ့အတွက်အဆင်မပြေသလိုကို့အတွက်လည်းအဆင်မပြေနိုင်ဘူးအဲ့တော့ကျမဒီနေ့ပေါ့နော်ဒီအတိအမှတယောက်ရဲ့ဘဝအကြောင်းလေးကျမ sharing လုပ်ချင်တယ်နော်အဲ့တော့ကျမနဲ့တည်တဲ့အမတယောက်ကအရန်ချမ်းသာတယ်။အဲ့တော့သူယူလိုက်တဲ့အမျိုးသားကအဲ့လိုဒီတာမန်ပေါ့နော်တာမန်ဝန်ထမ်းတယောက်ဖြစ်တယ်။အဲ့တော့သူပြေးလိုက်လဲဆို အဲသူတို့ယူကြမယ်ယူပြီးတဲ့ခါကျလို့ရှိရင်သူဒီယောက်ျားကိုအာဒီပေါ့နော်ဒီအလုပ်တစ်ခုလုပ်ခိုင်းမယ်ပေါ့နော်အာသူတို့အာအဆင်ပြေသွားမယ်ပေါ့တကယ်လို့အလုပ်ကမလုပ်ဘူးသူသူ့လုပ်ကလေးပဲသူလုပ်နေမယ်ဆိုလို့ရှိရင်လေဒီအမကသူ့ရဲ့ကိုပိုင် လုပ်ငန်းရှိရဲ့အဲသူကသူပြပြလေးလေးဖြစ်တဲ့အတွက်ကြောင့်မလို့အဆင်ပြေသွားမယ်ပေါ့သူတို့အတွက်ပတ်စံဆိုတာငွေကြီးဆိုတာဘာမှပြောစရာမလိုဘူးပြီးတော့သူနှောင်လေးချစ်ကြတယ်ဆိုပြီးတော့သူတို့အဲ့လိုယုံကြည်မှုလေးနဲ့ယူကြရတယ်ပေါ့နော်ယူပြီးတဲ့အခါမှာဘာတွေဖြစ်လဲဆိုတော့ ော်သူတို့အဲ့လိုနေတဲ့အခါမှာဒီအမငကိုတွေကပြည်စုံပြီးသားလူဖြစ်တဲ့အတွက်ကြောင့်မလို့ဟင်းချက်တယ်เนาะပေါပေါများများချက်တယ်ပေါပေါများချက်လို့ရှိရင်လေဒါမင်းရဲ့ဟင်းတစ်ခွက်စာเนาะငါရဲ့เนาะဘယ်နှရက်စာရှိတယ်เนาะမင်းရဲ့သုံးနေတဲ့ဟာကငါလာခါရဲ့ဘလောက်တောင်ဖြစ်တယ်ဆိုပြီးတော့သူချိန်လုံးသူအပြစ်တင်တယ်ဗောလေအဲ့တော့ကဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ချူချူချမ်းချမ်းချူချူတတာနဲ့နေမယ်ဆိုလို့ရှိရင်လေเนาะအဲ့တော့ဒီသူ့ရဲ့အမျိုးသားရတဲ့ လကဟာသူ့အပ်လို့ရှိရင်လေသူကဒီဟာကို तू သုံးမလောက်ဘူး तू သုံးကြည့်ရဲသုံးမလောက်ဘူးအဲ့တော့ဒီသူ့မျိုးသားရတဲ့လကလေတကယ်တမ်းကျတော့သူ့အမျိုးသားသူ့ပတ်သူသူ့စရိတ်နေကို तू ကုံသွားတာကွာအဲ့တော့ဒီကုံသွားမဲ့ဟာကြီးကို तू တောင်းလို့ရှိရင်လေ तू အဆင်မပြေဘူးကဲမတောင်းမဲနေလို့ရှိလို့ရှင်လေဒါသူ့ကိုမလေးစားတာသူ့အာမကိုတာဆိုပြီးဖြစ်တယ်အဲ့တော့ဟင်းကိုချက်ပြန်ရင်လေသူကချက်ပြန်ပြီ နော်အဲ့တော့ဟင်းကိုမချက်ဘဲနဲ့နေတယ်ဆိုလို့ရှိရင်လေမိင့ကိုရွဲ့ပြန်ပြီဆိုတော့တော့အမျိုးမျိုးပေါ့နော်ဒီငွေကြီးကိစ္စနဲ့ပဲတော့အမြဲတမ်းပြဿနာတက်တယ်ပြီးရခါကြလို့ရှိရင်လေဒီသူ့အမျိုးသားရဲ့ဒီဟောရက်ခမတွေပေါ့နော်ရက်ရက်ခမတွေကကြတော့လေအဲဒီမင်းရဲ့မိမအရန်သုံးနေနော်ငါတို့ဆိုလို့ရှိရင်ငါတို့ဝန်တန်းဘဝနဲ့ဘလူလေးချွတ်ချွတ်တတာနေခဲ့ရတာဘလူလေးဟိုဟာဖြစ်ခဲ့ရတာဆိုပြီးတော့သူ့အမြဲတမ်းအဖြစ်တင်နေပေါ့နော်အဲ့တော့ तू ကဘာလို့လို့လို့ရမှာမသိဘူး တော့နောက်ကျတဲ့ခါကျတော့တို့ဒီလိုညှိပြီးရခါကျတော့ကဲအဲ့ဒါဆိုလို့ရှိရင်လေနော်ဒီလိုမျိုးတွေဖြစ်နေမယ်ဆိုလို့ရှိရင်ဘာလုပ်ချင်လဲတခုခုလုပ်ပေးမယ်ဆိုပြီးတော့ဒီအမကသူ့ကိုဟိုတယ်တစ်လုံးစောက်ပေးလိုက်တယ်ပေါ့ဒီဟိုတယ်မှာအာဥစည်းပါဥစည်းပြီးတော့သူရတဲ့လာဆောင်အပ်ပေါ့နော်အဲ့တော့သူအမျိုးသမီးအနေနဲ့သူနေမယ်အဲ့သူစီးပွားမရှာဘူး နော်အဲ့တော့ဒီဒီစီးပွားရှာမှုကသူ့ကိုဒါစော်ကားတယ်လို့သူခံစားရတယ်ပေါ့လေဒါငါရှာထားတဲ့တလကိုဒီဒီဒီသုံးလေးသိန်းနဲ့မင်းကမလောက်တဲ့အခါကျတော့နော်မင်းကဒီရှေ့ထွက်ပြီးအလုပ်လုပ်နေတဲ့အခါကျငါသိခါကြရတယ်ဆိုပြီးတော့အဲ့လိုဖြစ်တဲ့အတွက်ကြောင့်သူ့ဒီအလုပ်ငန်းတစ်ခုထောင်ပေးလိုက်တယ် ထောင်ပြီးပြီသူ့ကိုဦးစီးစေတယ်ဒီအမကလည်းအိမ်မှာအေးအေးဆေးဆေးပဲသူ့လုပ်ငန်းလေးတွေဖျက်ပြီးသူ့အေးအေးဆေးဆေးပဲနေလိုက်တယ်သူ့အယောက်ျားတယောက်နဲ့တကယ်ကိုပြုစုတယ်เนาะသွားကနေအင်ကြီးတွေရာစာမိမှုတိုက်ပေးတယ်ဖနက်ကအစเนาะအသေးချပြင်ပေးတယ်ဖနက်ကအစတေးချစီးပေးတယ်เนาะအကုန်လုံးလုပ်ပေးရပေါ့ဒါပေမဲ့တရက်ကြတော့တဲ့သူစိတ်ထဲမှာသူစိတ်ထဲမှာတမျိုးကြီးဖြစ်တယ်ပေါ့နော်သူခံစားရတယ်တမျိုးကြီးခံစားရတဲ့ခါကျတော့အဲသူဒီဟိုတယ်ကိုလိုက်သွားတယ်ပေါ့လိုက်သွားတဲ့အချိန်ကျတော့မှအဲ့အမျိုးသားအဲ့ ဒီဟိုတယ်မှာမရှိဘူးအဲ့မရှိတဲ့အချိန်ကျတော့မှအဲ့အမျိုးသားရဲ့ဒီဒီရုံးထိုင်နဲ့ရုံးခဲနဲ့မှကောင်မလေးတစ်ယောက်နဲ့ဖြစ်နေတဲ့ဟာတွေကိုသူတွေ့ခဲ့ရတယ်ပေါ့နော်ဒီတက်သေးတွေပေါ့နော်အများကြီးပဲ message တွေအဲပြောထားတဲ့ဟာတွေအဲ့လိုပေါ့နော်စာပေါင်းများစွာတွေအများကြီးဟိုဟာဖြစ်တယ်ပြီးရခါကျတော့ဒီအမအိုဒီဒီအစီအရင်နေနဲ့လှုပ်ထားတဲ့ဟာကြီးလည်းသူတွေ့ခဲ့ရတယ်သူအယမ်းအံ့အားတင်နေပေါ့နော်သူ့ဘဝမှာသူဘာတွေများမှားခဲ့လဲပေါ့သူပတ်စံပြေစုံနေအဲသူ တယောက်ကြတဲ့ကိုယူလာတယ်ယူလာပြီးတော့သူတယောက်ကြရှီကဝင်းငွေကိုလည်းသူမမှတ်ဘူးတောင်းလည်းမတောင်းဘူးเนาะပြီးရခါကျတော့သူအဲဒီယောက်ျားကတိတ်ငယ်နေမှာဆိုလို့เนาะဒီလိုငွေကြီးနဲ့ပတ်သက်ပြီးတော့ပြဿနာတက်မှာဆိုလို့ဆိုပြီးတော့အာသူချို့ချံချွေတာဆိုတော့လေချွေတာပြီးတော့နေတယ်အဲဘာမှမလုပ်နဲ့ဆိုတော့ဘာမှမလုပ်ဖ ೇನೆ နေတယ်သူအားကိုဆိုလဲသူအားကိုပြီးနေတယ်ပေါ့ဒါပေမဲ့ဘာကြောင့်နောက်တယောက်ဆိုတာဖြစ်လာရတယ်လေပေါ့သူပြဿနာကြီးတက်ကြတယ်ပေါ့နော်နောက်ဆုံးညှိကြတယ်အဲကလေးတွေ၃ယောက်ရှိရဲ့ခါကျမှဒီပြဿနာကြီးတက်ကြတဲ့ခါမှာညှိကြတယ် နှစ်ရင်တည်းမှာနောက်ဆုံးသူ့ယောက်ျားပါပြောလဲဆိုတော့တဲ့ငါမင်းနဲ့နေရတဲ့အခါမှာအာကိုချင်းကိုမခံရဘူးတဲ့နော်ဒီနောက်ကောင်မလေးကတော့သူ့ကိုအထင်ကြီးရဲ့သူ့ကိုအားကိုးတယ်ပေါ့နော်အဲသူ့ကိုလုပ်ငန်းရှင်တယောက်နဲ့မြင်တယ်ပေါ့မင်းကကြတော့မင်းငါ့ကိုထောင်ပေးထားတဲ့လုပ်ငန်းကြီးဆိုပြီးတော့လေမင်းငါ့ကိုအထင်မကြီးဘူးလို့ပြောတယ်ဆိုတော့ ူဘာမှ သူပြောစရာမရှိဘူးဖြစ်သွားတယ်ပေါ့နော်သူဘဝမှာသူအများကြီးပေးဆက်ခဲ့ရတယ်အဲသူအိမ်နဲ့သူအတိုက်အခံလုပ်ပြီးတော့ဒီအမျိုးသားတယောက်ကိုသူယူခဲ့ရတယ်နော်သူအဖေကပြောတယ်သမီးဒီလောက်ကွာဟနေတဲ့မျိုးသားဟာအဆင်မပြေလောက်ဘူး။ဘာကြောင့်လဲဆိုတော့ဒါလူကြီးဆိုတော့အတွေ့အကြုံနဲ့ရှိတာဒီမှာပေါ့နော်။အာ ဒီလိုမျိုးလူတွေဟာဘလို့လေးတော့ဖြစ်တတ်တယ်ဆိုပြီးသူပြောတယ်ပေါ့နော်ဒါပေမဲ့သူမရဘူးအဒီဒီလူကယူသားတယ်ဒီလူပဲယူမယ်ဆိုပြီးသူယူခဲ့တယ်အိမ်နဲ့လည်းအတိုက်ခံနေဖြစ်ခဲ့တယ်။တော့ပြဿနာပေါင်းများစွာဖြစ်ခဲ့တယ်။သူအများကြီးညှိခဲ့တယ်။သူအများကြီး supporting ပေးခဲ့တယ်။အများကြီးနားလည်ပေးခဲ့တယ်။နောက်ဆုံးကြတော့မှဘာကြောင့်သူ့ကိုအာမကိုဘူးဆိုတဲ့စကားနဲ့သူ့ကိုထားရခဲ့လေဆိုတာကိုသူဘလုံးကနားမလည်ဘူး။ဒါပေမဲ့သူလမ်းကွဲပေးလိုက်တယ်ပေါ့နော်။အဲ့တော့ကျွန်မပြောချင်တာကနော် တခါတည်းကမှာကျွန်တော်တို့အမျိုးသမီးတွေကလေအမျိုးသမီးလည်းမဟုတ်ပါဘူးအမျိုးသားတွေလည်းဒီလိုပါပဲကိုအရန်ပြေစုံတဲ့အချိန်မှာကိုနဲ့တွဲတဲ့လူတယောက်ကို ကိုဆွဲတင်နိုင်မယ်လို့ကိုထင်တတ်ကြတယ်သိလားအငါ့မှာပတ်စံရှိတာပဲငါ့မှာပြေစုံနေရပဲသူ့မှာပတ်စံမရှိရင်ကိစ္စမရှိဘူးငါဆွဲတင်လို့ရတယ်ငါဆွဲခေါ်လို့ရတယ်အဲ့တော့ဆွဲတင်လို့ရတဲ့လူလည်းရှိတယ်เนาะတရမှာအာ maybe 10ယောက်လောက်ပေါ့ရှိကောင်းရှိမယ် ော်အဲ့လိုမဟုတ်ဘဲနဲ့ခုနပြောသလိုပဲကိုဆွဲတင်လို့လည်းအဆင်မပြေအဲ့ကိုတူတူသွားလို့လည်းအဆင်မပြေကိုနှိမ့်ချပြီးနေလို့လည်းအဆင်မပြေအဲ့လိုလူမျိုးတွေလည်းရှိတယ်အဲ့ဒါကြောင့်မလို့ကိုနဲ့တွဲလိုက်တဲ့လူဟာကို့အတွက်ကိုနဲ့အရန်ကို꽈ချားနေတယ် gap ဖြစ်နေတယ်ဆိုလို့ရှိရင်အဲ့လူတယောက်ဟာနော်ကိုကိုနဲ့တူတူသွားလို့ရတဲ့လူလားကိုနဲ့ညှိနှိုင်းပြီးဟိုဟာဖြစ်တဲ့ညှိနှိုင်းပြီးတော့ဟိုရှေ့ဆက်လို့ရမယ့်လူလားဒါမှမဟုတ်လို့ရှိရင် သူ့စိတ်ထဲမှာကိုနဲ့ပတ်သက်ပြီးဘလို့အငုံစိတ်တွေများဖြစ်နေလဲနော်ကိုရဲ့ဒီကြွယ်ဝခြင်းတွေကိုသူမကြည့်မနှက်တွေဖြစ်နေရလားသူကသူတင်ငယ်နေလို့ခံစားနေရလားအဲ့လိုမျိုးတွေတေချာသိဖို့လိုတယ်ခုနပြောသလိုပဲ तू ကကိုရဲ့ပြည်စုံခြင်းမှာတစ်ချိန်လုံး तू တင်ငယ်နေမယ်ဆိုလို့ရှင်ဒီလူကအရှိရှောက်ကိုနဲ့သွားဖို့အဆင်မပြေနိုင်ဘူးနော်အဲ့လိုမဟုတ်ဖ ೇನೆ ဟုတ်တယ်သူကတော့ဒီလိုလေးမလို့သူ့ကို supporting မကောင်းလို့သူကဒီသူကဒီလိုအောင်မြင်တဲ့လူမျိုးမဟုတ်ဘူးဒါပေမဲ့မင်းနဲ့ငါနဲ့တူတူသွားမယ်နော် အော်မင်းရဲ့အားသာချက်ကငါတို့နှစ်ယောက်ရဲ့အဆင်ပြေမှုအတွက်ပဲဆိုရင်တော့ဒါကောင်းတယ်အဲ့လိုမျိုးမဟုတ်ဘူးကိုယ့်ရဲ့အားသာချက်ကသူ့ရဲ့အားနည်းချက်သွားဖြစ်နေမယ်ဆိုလို့ရှိရင်တော့ကျမတို့ကရှစ်လျှောက်လက်တွဲဖို့အဆင်မပြေဘူးအဲ့တော့ကိုနဲ့မယူခင်မှာဒါလေးတွေကိုတည်တည်ချာချာအာလေ့လာပြီးတော့စမ်းစစ်ဆေးကျင်ပါတယ်တိတ်ပြီးတော့ဟိုမိခလာနတ်သမီးတွေမိခလာနတ်သားကြီးတွေမဖြစ်ချင်ပါနဲ့တချို့လူတွေဟာ ကိုဘလောက်ပဲကောင်းကောင်းကိုစွဲတင်လို့မရတဲ့ကိုနားလည်လို့မရတဲ့သူတွေရှိပါတယ်လို့ပြောရင်းနဲ့ See you on the next vlog ပါ next vlog ဒီမှာပြန်ပြီးတော့ဆုံပါမယ်ရှင်